တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေ channel ကနေမှဖန်ပြလေးဗီဒီယိုဆိုပါတယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကချင်ပြည်နယ်စစ်ရေးတရင်ကိုမပြောခင်မှာကြွတ်တိတ်ကြိုက်တဲ့တရင်တစ်ခုနဲ့အရင်စချင်တယ်။အိုက်စာပါလေးဆိုတော့မနေ့နိုဘလဆေးရဲနေတုန်းကထုတ်ပြန်ခဲ့တဲ့ရန်ကုန်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းမွန်ပြည်နယ်တိုက်ခိုက်ရေးစစ်ကြောင်းပုဂိုလ်ခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းဒီစစ်ကြောင်း၃ခုကို လက်နက်တွေတတ်ဆင်ပေးခဲ့တဲ့ခန်းနာတွေကိုကျင်ပါခဲ့တယ်ဆိုတဲ့အကြောင်းမင်းရအထုတ်ပြန်ခဲ့တယ်။ဒါဟာတိတ်ပြီးမှသဘောကျတဲ့အရာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကျမတို့စစ်ခွေးတွေကိုအမြန်ဆုံးတိုက်ခိုက်ရမယ့်အချိန်ဖြစ်တယ်။ဒီတော်လန်ရေးဟာဘလောက်ထိကြာမလဲဆိုရင်ကျမတို့တိုက်တဲ့ပုံမှာမူတည်ပြီးတော့ကြာမှာဖြစ်တယ်လို့ ပြည်သူတွေဘလောက်ထောက်ပံ့နိုင်တယ်လဲဆိုတဲ့ပုံမှာလဲစကားပြောတယ်။ဒါကြောင့်ကျတော့တော်လာရေးကိုမျက်များအောင်ချင်ရင်ကျတော့ကရှေ့တန်းမှာရောက်နေတဲ့တိုက်ပွဲကိုဝန်ချင်နေတဲ့တော်လာရေးတွေကိုလက်နဲ့ခေရနဲ့အမြန်ဆုံးတတ်ဆင်ပေးရမှာဖြစ်တယ်။သူတို့ကိုမျက်များကျတော့ထောက်ပံ့ပေးနိုင်မှကျတော့မျက်များတော်လာရေးပြီးဆုံးသွားမှာဖြစ်တယ်။ကိုကြီးထောက်ပံ့ပေးတဲ့သူအရောက်စီတိုင်းကိုလည်းကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်တယ်။နောက်တစ်ခုအနေနဲ့ကတော့ကချင်ပြည်နယ်ရဲ့အစီအရေးသတင်းကိုနည်းနည်းလေးပြောချင်တယ်။ အော်တိုဘာလာတော့ကစခွေးတီရဲ့အဓိကစခန်းကြီးဖြစ်တဲ့လေဟာစင်စခန်းကိုကျွန်တော်တို့ KIA ရဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။အဲစခန်းကြီးပြီးတဲ့နောက်ပိုင်းမှာလေဟာစင်မှာရှိတဲ့စခန်းတွေအားလုံးကို KIA ဒီနဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှစခန်းတစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့တယ်။လေဟာစင်မှာခရစ်စခန်းမရှိတော့ဘူး။ဆိုတော့အခုကျွန်တော်တို့ကခွန်လန်ဖူးဘက်ကိုပြန်ကူးတယ်။ခွန်လန်ဖူးကိုပြန်ကူးတော့ခွန်လန်ဖူးမှာလေကျွန်တော်တို့လုံခဲ့တဲ့အော်တိုဘာလာကုန်ခန်းကြီးမှာပဲခွန်လန်ဖူးမှာရှိတဲ့ Day, 以可以是看档口，假如对门开的，阿古矿廊铺嘛是的看地得得来讲的咧。矿廊铺也啊啊，你到外嘛咧，可以是看的细的咧。所以说，给爷嘞不帮到老爷子讲咯。阿古矿廊铺啊，你到外嘛细的, mañana, 的，是看得过来。阿公对门别的，所以说阿古白皮来的嘞，所以说亏的也不容易搞白一家的矿廊铺嘛，金把门路比较他了别的。他讲阿古的矿廊铺白过。 KIA နဲ့ပူပေါင်းတော်လာရဲတွေမရောက်လာနိုင်အောင်ရောက်လာတယ်ဆိုလို့ရှိရင်ခွေးတွေလည်းပြောင်းမယ်ပြီးလို့ရှိရင်ပလုံကောက်ပွဲလဲကျင့်ပါလို့ရမှာမဟုတ်ဘူး။ဒါကြောင့်ခွေးတွေဘက်ကနေမှခေါင်းနှံဖြူဘက်ကိုဆက်သွယ်ထားတဲ့ကျိုးတရားတွေ၁၀ခုကျော်ကိုတခုထဲမဟုတ်ဘူးနော်။၁၀ခုကျော်ကိုခွေးတွေဘက်ကနေမှမိုင်းခွဲဖြစ်စီလိုက်ပြီ။ဆိုတော့ဒီတရားတွေကိုကြတော့2023 2024တုန်းက KIA တွေဆောက်ခဲ့တဲ့ 招得哪里别的？你不到五百马家，没别马细的路，单收皮肉，哪里收罗米啊不？二百马家招得哪里为多着嘞？所以说，阿古是亏的个，给伢人家不帮多了一点，阿古没要阿红收皮马，招得他仓库交过撇了一笔。所以说，一路没有亏的个，叫做明白人啊嘛，细点的啦，比多的生产几家吧。阿古的不到五百马，细难到个千卢洋的生产几家。 ဒီမြေပြန့်ကနေမှစားတော့ကုန်တယ်နင်းတို့ဘက်မှာပို့ဆောင်ပို့အရန်ခက်တယ်အခုနင်းတို့ကြိုက်တဲ့ခွေးတွေတရားဖြည့်ဆည်းလိုက်ပြီနင်းတို့ဘလို့ပြောမလားငတ်ပြမတေးကြမလားဒါကိုနင်းတို့ကောင်းကောင်းလေးစဉ်းစားကြပါလို့ပဲပြောချင်တယ်နော်ပြီးတော့နောက်ကချင်တဲ့ရင်ကတော့အင်ဒိုတိုက်ပွဲတုန်းကအင်ဒိုနာမှာရှိတဲ့မိုင်းနောင်တို့နောင်မွန်းတို့ယွာမှာရှိတဲ့ပြည်သူတွေကစစ်ဆောင်ပြေးသွားကြတယ်ဒါပေမဲ့အခုတနစ်ကျော်လာတဲ့အခါမှာကျတော့အဲ့မှာရှိတဲ့ရှမ်းနေတွေကအကုန် ယူဟာပြန်ပြီးမှအေးအေးဆေးဆေးယူဟာထဲမှာနေကြပြီ SNA ခွေးတွေကဘလောက်အထိအကျင့်ရောက်လာတယ်လဲဆိုဆိုတော့အခုဒီမိုင်းနောင်နဲ့နောင်မိုးမှာရှိတဲ့ကချင်အိမ်တွေအားလုံးကိုသူတို့ကဆဲနေနဲ့တုတ်ထားတယ်ပြီးလို့ရှိရင်ကချင်အိမ်တွေအားလုံးကပစ္စည်းတွေလည်းသူတို့အကုန်ယူသွားတယ်လို့ပြောတယ်ဒီနေ့ဒီရဲ့ချိန်ရဲ့အထိတခြားသောတိုင်းရင်းသားတွေအားလုံးကနောင်မိုးနဲ့မိုင်းနော်မှာပြန်သွားကြပြီပြန်အေးအေးဆေးဆေးနေကြပြီဒါပေမဲ့ ကချင်တီကတော့ဒီနေ့ဒီအချိန်ထိအိမ်မပြန်ရသေးပါဘူးဆိုတော့ one day ဆရာတရင်တွေကိုလည်းပြောပြတာဖြစ်တယ်။ဆိုတော့အခုကျမတို့နောက်တရင်တစ်ပုတ်အနေနဲ့ကတော့အခုဒီဝလူငယ်အတန်းတအောင်းចောင်းသားနဲ့လူငယ်အဖွဲ့အစည်းတိုးတက်တော်မွန်လူငယ် မြာအဖွဲစီဒီအဖွဲစီ၃ခုကနေမှစစ်ခွေးတွေရဲ့ပလုံကောက်ပွဲကိုလုံးဝဆန့်ကျင်ပါတယ်ဆိုတဲ့အကြောင်းကို အချက်၆ချက်ပါပြီးမှအစာထုတ်ထားတာတွေ့ရတယ်ပြီးတော့အခုဒီဝါဆိုလို့ရှင်လဲသူတို့ရဲ့ဖုန်းနံပါတ်တွေအဲတအောင်းလူငယ်လေးတွေဆိုလို့ရှင်လဲသူတို့ရဲ့ဖုန်းနံပါတ်တွေတိုးတက်တော့မွန်လူငယ်တွေလဲသူတို့ရဲ့ ဖုန်းနံပါတ်တွေနဲ့အတိအကျနဲ့ကိုမှစာထုတ်ပြန်ထားတာဒါကတော့တိတ်ပြီးမှဂုံယူချီကျူးစရာကောင်းတယ်ဒါပေမဲ့ one day ဆရာတခုရှိသေးတာကဒီနေ့ဒီအချိန်အထိရှမ်းတွေကတော့ စစ်ခွေးတွေရဲ့ပလုံကောက်ပွဲကိုဆန့်ကျင်တယ်ဆိုပြီးမှစာထုတ်ထားတာတခုမှတော့မတွေ့သေးဘူးမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးထုတ်ပြီးတာဖြစ်တယ်ဒါပေမဲ့ရှမ်းတွေထုတ်တာတော့မတွေ့သေးဘူးဆိုတဲ့အကြောင်းလဲပြောပြချင်တယ်เนาะဆိုတော့ဒီသတင်းကိုကြားလို့ရှိရင်ရှမ်းလူငယ်လေးတွေလည်းငတို့ကစစ်ခွေးကျွန်းဒီလားဒါမှမဟုတ်လို့ရှိရင်ငတို့ဟာ ို့ရဲ့အသွေးခေါ်နဲ့ကိုရက်တည်နိုင်တဲ့လူမျိုးကို့ခြေတော့ပေါ်မှာကိုရက်နိုင်တဲ့လူမျိုးအရင်တော့ကဆိုလို့ရှိရင်ငါတို့ရှမ်းနေဆိုတာဟာမြန်မာနိုင်ငံကိုတောင်အုပ်ချုပ်ခဲ့တာပဲဆိုတော့အသွေးခေါ်ကြီးတာရှိခဲ့တယ်ဆိုလို့ရှိရင်တော့ခွေးတွေရဲ့ပလုံကောက်ပွဲဟာငါတို့ရှမ်းနေနဲ့ဘာဆိုင်တယ်လဲဆိုတာကိုသတိထားမိကြမှာပါလို့ပဲပြောချင်တယ်နော် ပြင်းနောက်တရင်တပုတ်နေနေကတော့အခုဟိုဘက်ကန်းမှာအတော်လေးလောင်ကျွမ်းနေတဲ့အခတ်တတော်နဲ့ချင်းညီနောင်တွေသိစုံဆွေးနွေးပြီးတော့စစ်ရေးနိုင်ငံရေးစီးပွားရေးတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်ဆိုတဲ့ဥစ္စာကိုတရင်ထုတ်ပြန်ခဲ့တယ်ဒီတရင်နဲ့ပတ်သက်ပြီးတော့ဟိုဘက်ကန်းမှာတော့အတော်လေးလောင်နေကြတယ်ဟာအခုတော့အရခတတော်ကြီးနဲ့ချင်းနေဘလို့ဖြစ်နေကြပြီလဲပေါ့နော်ဒီလိုပါပဲဆိုတဲ့အကြောင်းလေးပြောချင်တယ်เนาะနောက်တစ်ခုအနေနဲ့ကအတော်လရဲမှာနာမည်ကြီးနေတဲ့ရဲဘလူးတွေ ရဲမြို့နယ်ကြောက်ရွာကျေးရွာမှာကင်ပုံဝုတ်နေတဲ့ခွေးတွေနဲ့တိုက်ပွဲလေးဖြစ်ပြီးရောတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာခမရ960ကို RPG နဲ့ထုထည့်လိုက်တယ်ဆိုတော့ကြောင်းသိရတယ်မတာဘလောက်ပေါ်သွားတယ်လေဆိုတော့စီးမထွက်ရတဲ့ပါဘူးရဲဘလူးတွေကိုလည်းအရန်ချီကျူးတယ်ဆိုတော့ကြောင်းပြောချင်တယ်ဒီနေ့ရဲ့ပထမအဦးဆုံး reaction အနေနဲ့ကတော့ကျတော့ video တစ်ပုဒ်ကိုအရင်နားထောင်ကြည့်အောင်နော်ဒီ video file မှာမင်းမပေးရမယ့်ပါတီကိုစဉ်းစားကြည့်အောင်မလို့သူတွေခုံနေကြတဲ့ ခေါ်ဝေါ်လေးရှိပါတယ်။ကြံ့ဖို့ကြံ့ခိုင်ရေးပေါ့ဒီလိုခေါ်ကြပါတယ်။ဟုတ်ပြီဗျာကျွန်တော်တို့တွေကြံ့ဖို့ကိုမဲမပေးဘူး။ဘာကြောင့်မပေးတာလဲ။တို့မှာစစ်သားလူထွက်တီပါလို့ဒါကြောင့်မဲမပေးဘူး။ပြီးတော့ပါတီကိုဥဆောင်နေတဲ့လူတွေကအသက်ကြီးတယ်။ဒီနဲ့ချက်ကြောင့်ကျွန်တော်တို့ကမဲမပေးဘူး။မကြိုက်ဘူး။ Okay ။ဒါဆိုရင်ဒီလိုလေးစဉ်းစားကြည့်ရအောင်။စစ်သားလူထွက်တီ ပါခဲ့တဲ့နိုင်ငံရေးပါတီဗမာပြည်မှာပထမဦးဆုံးစစ်သားဘဝကနေလူထွက်ပေါင်းပြီးချုပ်ပြီးတော့နိုင်ငံရေးပါတီတဲကိုဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကျော်ကြီးရှိပါတယ်ပထမဦးဆုံးပေါင်းပြီးချုပ်ပြီးဘန်ကောက်ပစိုးပြောင်းဝတ်ပြီးဗိုလ်ချုပ်ဘဝကနေပါတီခေါင်းဆောင်ဘဝကိုပြောင်းသွားတဲ့လူကြီးတယောက်ရှိပါတယ်အဲ့ဒီတော့စစ်သားတွေလူထွက်ပြီးပါတီတဲဝင်တာအဆမ်းမဟုတ်ပါနောက်တစ်ချက် ြန့်ခိုင်ပါတီကြန့်ဖို့ပါတီလူကြီးတွေကဥဆောင်နေလို့ဆိုတော့အခုလက်ရှိအမေရိကန်နိုင်ငံမှာသမ္မတလုပ်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်သူ့အသက်ဘယ်လောက်ရှိပြီလဲရုရှားသမ္မတပူတင်သူ့အသက်ဘယ်လောက်ရှိပြီလဲတရုတ်နိုင်ငံခေါင်းဆောင်သူ့အသက်ဘယ်လောက်ရှိပြီလဲအသက်ကြီးတော်လေအတွေးခေါ်တွေတစ်လွင်နေတဲ့လူကြီးတွေရှိပါတယ်ဆိုတော့အခုဒီအဲထဲမှာเนาะတိတ်ချစ်ဆရာကောင်းတဲ့ဒီကေနဲ့ကောင်းတာဘာပြောသွားလဲဆိုတော့ တန်ဖွလို့ခေါ်တော့သူ့ရဲ့ဆရာသမားတွေရဲ့ပါတီဒီကိုပြည်သူဒီဘက်ကနေမှမဲမထည့်ချင်ကြဘူးမဲမထည့်ချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်တစ်ခုကတော့တန်ဖွပါတီဆိုတာဟာစစ်ခွေးအင်ဂျီကိုလဲပြီးတော့ လူဘုတ်အင်ဂျီဝုတ်လာကြတဲ့သူတွေမလို့မကြိုက်ဘူးနောက်တစ်ခုအနေနဲ့ကတော့အသက်ကြီးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေကသူတို့မဲမထည့်ချင်ကြဘူးမထောက်ခံချင်ကြဘူးလို့ပြောတယ်ဒါကြောင့်မို့သူကဘာပြောပြလဲဆိုတော့ဟုတ်ပြီဒီတမ်းဖွတ်တီကစစ်အင်ဂျီလဲပြီးတော့လူဘုတ်လဲတဲ့ခါမကြိုက်ဘူးလို့ပြောလို့ရှင်အရင်တုန်းကစစ်အင်ဂျီကိုလဲပြီးတော့ပါတီကိုဝင်လာတဲ့သူတယောက်ရှိတယ်လို့ပြောတယ်ဒါမဲ့သူကတော့ဘာလို့လဲလို့တော့ မပြောဘူးဘာကြောင့်မပြောလဲဆိုတော့သူတို့ကစုကြီးတို့အောင်ဆန်းတို့ပါလို့ရှိရင်သူတို့ကြောက်ကြတယ်ဒါကြောင့်သူတို့ကမပြောရဘူးဆိုတော့အခု तू ကဘိုးချော့အောင်ဆန်းကိုပြောတာဘိုးချော့အောင်ဆန်းကစစ်အင်ဂျီကနေမှလူဖို့အင်ဂျီလဲပြီးတော့ပါတီထဲကိုဝင်သွားတယ်လို့ तू ပြောတယ်နော်ကွာချမှုကိုတခုအရင်ပြောမယ်ဘိုးချော့အောင်ဆန်းကလူစစ်တပ်ကနေမှ လူပါတီဘက်ကိုဝင်သွားတယ်စစ်ခွေးကနေမှစစ်ခွေးအင်ဂျီချုပ်ပြီးတော့ခွေးဖွဲ့ကိုဝင်သွားတယ်ကွာချမှုရှိတယ် ပြီးနောက်တစ်ခုကလူစစ်တပ်ကနေမှလူပါတီကိုဝန်သွားတဲ့သူရဲ့အကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျတော့မြန်မာနိုင်ငံမှာလွတ်လပ်ရေးကိုအတူတူလာခဲ့တဲ့တိုင်းရင်းသားတွေအများကြီးထဲကကျမကကချင်ဖြစ်တဲ့အတွက်ကချင်အကြောင်းတစ်ခုကိုဥပမာပေးမယ်ဖက်စစ်တွေကိုမတိုက်ခိုက်ခင်မှာကျတော့ကချင်တို့မျိုးတွေဟာကိုယ့်ရဲ့ British ရဲ့အောက်မှာနေပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ရဲနဲ့ British စစ်သားတွေလုပ်ပြီးမှကိုယ့်နေရာမှာကိုယ်နေနေကြတဲ့အချိန်ဖြစ်တယ်အဲ့အချိန်တုန်းကလူပမာဖြစ်တဲ့ ပိုချော့အောင်ဆန်းကနေမှကချင်ပြည်နယ်ကိုလာပြီးတော့ကျတော့ကချင်တွေကိုတွားစီယုံတယ်လူလူစီယုံခဲ့တဲ့အတွက်ကြောင့်ကချင်တွေဟာကိုထီကိုနန်ကိုနေရနဲ့ကိုပိုင်အုတ်ချုပ်ရင်းနဲ့နေနေတာတောင်မှဘူချော့အောင်ဆန်းရဲ့စကားကိုကြိုက်လို့ဘူချော့အောင်ဆန်းကိုယုံစားလို့ကျတော့ဟာဖက်စစ်စက်တက်ကိုတိုက်တဲ့နေရာမှာကချင်းနေပါဝင်ခဲ့တယ်လွတ်လပ်ရဲ့အတွက်ကချင်းနေအားကြောမှန်တက်ပါဝင်ခဲ့တယ် ဒီနဲ့စစ်ခွေးဒီကကျတော့ကချင်းတွေကိုဘာလုပ်တလဲဘိုးချော့အောင်ဆန်းလိုလာပြောတလားဒါမှမဟုတ်နဲ့နေညာညာကချင်းတို့မျိုးတွေကိုပြစ်ခတ်တိုက်ခိုက်မှုကိုလုပ်နေတာလားဘာလုပ်နေလဲဒီနဲ့ကျတော့ကချင်းတို့မျိုးတွေကိုကွာခြားချက်ကိုပြောပြတာနော် ဆိုတော့ဘိုးချော့အောင်ဆန်းကလူစစ်တပ်ကနေမှလူပါတီကိုဝန်တက်လို့ဝန်သွားတယ်လူစစ်တပ်ကိုသူဖွဲ့စည်းသွားပြီးဆိုတော့လူစစ်တပ်ကလည်းလူစိတ်တပ်တွေရှိနေတဲ့လူတွေဖြစ်သွားကြပြီဆိုတော့ငါဟာပါတီအတွက်လှုပ်တင်နေဆိုပြီးမှစစ်တပ်အင်ဂျီကိုပဲချွတ်တာမဟုတ်ဘူးစစ်ယူနီဖောင်းဒီပြစ်တဲ့အချိန်မှာစစ်နဲ့သက်ဆိုင်တော့အသွေးအခေါ်ပြောဆိုအကျင့်ကြံတဲ့အားလုံးကိုပြစ်ချပြီးတော့ ပါတီဆိုတဲ့နိုင်ငံရဲ့အသွေးအခေါ်အစ်စ်အကြံစီအစ်စ်တင်တဲ့သူကပါတီဘက်ကိုဝင်သွားတာအခုဒီကျန်းဖွတ်တီဆိုတဲ့ခွေးတီကမင်းအွန်လိုင်းကနေမှညွန်ရာကိုကြပြီးတော့ဝင်လာခဲ့တဲ့ခွေးတီအများကြီးဆိုတော့နင့်တို့ညင်းလို့မရဘူးအနင့်တို့ကခွေးအင်ဂျင်ဝတ်ပြီးတော့လူဝတ်လာလေတဲ့အခါမှာကွာခြားတယ်များရှိတယ်အခုစစ်ခွေးတွေကစစ်အင်ဂျီချွတ်တာနဲ့ဘိုးချိုအောင်ဆန်းလူစစ်သားအင်ဂျီချွတ်တာမတူဘူး ဒါကြောင့်ဒုတိယအချက်ကိုမပြောခင်မှာဒီဘတ်ထမအချက်ဖြစ်တဲ့စစ်သားကလည်းစစ်အင်ဂျင်ချွတ်ပြီးတော့ပါတီထဲကိုဝန်သွားတာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုနားထောင်ကြည့်ရအောင်နော်ကျွန်တော် KIA မင်းတို့ရွှေလက်နဲ့ခေါ်လုံးလာရင်လာမလာလို့ရှိရင်ဘူးလက်လွတ်လိုက်ရမလားလို့မေးလွတ်တော့မှာမေးကုန်မိခဲ့တယ်ကောလိုင်စာကိုဘုံကျဲဖို့လေကျွန်တော်တိုက်တွန်းခဲ့တယ်ဒီလိုပဲဘယ်သဘောမှမဆွနေဘူးအင်ဂျင်ဆွနေပဲကျွန်တော်မထက်နဲ့အမီမထက်နဲ့ကျွန်တော်မတော့မဆွနေဘူးစကားပြောတာများနေတယ် ပြက်ချံကျွန်တော်အမာလိုင်းအမာလိုင်းနဲ့မှပါကျွန်တော်အပြော့လိုင်းမဟုတ်ဤရောဤရောနဲ့ငဖယ်တို့တို့မဲ့တယ်မှာကျွန်တော်မပါဘူးအပြက်ချမဲ့ဖွဲ့တယ်မှာပါတယ်အဲ့တော့ဒါမဲ့အေးသဘုံထုံးရလိုက်ဗနာရှိတယ်ရှိနေဘုံချင်းအပြက်ချမဲ့အမြစ်ဖြုတ်ဒါပဲအခုဒါကတော့ဘိုးလက်လက်ဆွေဟောင်းသွားတာဘိုးချိုအောင်ဆန်းကစစ်အင်ကြီးချွတ်ပြီးတော့ပါတီထဲကိုဝင်သွားတဲ့ခါမှာဒီစကားကိုသူမပြောခဲ့ဘူး အခုဘူးလဲလာဆွေကစစ်အင်ဂျီဝုတ်ပြီးတဲ့နောက်ပိုင်းမှာလူအင်ဂျီပြန်ဝုတ်ပြီးတော့ပါတီထဲဝင်လာတာဘူးလဲဆိုတဲ့နာမည်ကိုရလာတဲ့အဥ္စာကိုသူရှင်းပြတယ်သူအာနာရလာတဲ့အချိန်မှလည်းတပုံးဒီကိုအနုနဲ့မဟုတ်ဘူးကြမ်းကြမ်းတန်းတန်းနဲ့လုံသွားမယ်ဆိုတဲ့အကြောင်းပြောသွားတယ်ဆိုတော့ဒီဥ္စာကိုလည်းကျွန်တော်ဆက်မပြောခင်မှာတိတ်တဘောကြတဲ့ဗီဒီယိုတော်တော်လေးကိုပြပေးချင်တယ်ဒီဗီဒီယိုကိုတော့အားလုံးလည်းကြည့်ဖူးရင်လည်းကြည့်ဖူးကြမယ်ဒါပေမဲ့ကြည့်ရအောင်နော် 哎呦我的妈！亏过几来吧，亏半仙家，都过没半没钱，都个养家的。 ဘဒူပဲပါလာလို့လို့ तू ဘာမှလုပ်ခွင့်မရှိဘူးဒါပေမဲ့တခင်ကသူ့နားမှာရှိတယ်လို့ပြောလိုက်တာနဲ့ဒီခွေးကဘာဖြစ်လဲသူ့များကိုဟောင်တော့တာပဲဒါပေမဲ့တခင်ပြန်ချလိုက်ရင်ဘာဖြစ်သွားလဲသူပြန်ကြောက်သွားတယ်ဒီလိုပဲအာအခုနင်းကဒီခွေးလိုပဲနေပြီးတော့နားမှာရစ်တီရစ်တီနဲ့ခွေးချဖူးနားမှာရစ်တီရစ်တီနဲ့နင်းနေလို့နင်းဒီလိုဟောင်နေတာခွေးချဖူးကအစနော်ခွေးချဖူးလည်းအခုသူ့နဘဲနားမှာတတ်မှလိုက်တတ်မှလိုက်ရှိလို့အခုသူဟောင်နေတိုင်းတာမဟုတ်ဘူးဆိုလို့ရှိရင်အခုဒီခွေးလိုပဲ ပိုင်ရှင်သာလွတ်လိုက်ကြည့်လိုက်လေနင်းတို့များအမြင့်ကိုကုတ်လို့နင်းတို့ဘာများလုပ်ရဲလဲခွေးချဖို့ကအစနင်းတို့အားလုံးဟာဒီနေပြည်တော်နားမှာစစ်ခွေးတွေရှိတဲ့နေရာမှာနေနေလို့နင်းတို့ဒီလိုဟောင်းနေနိုင်ကြတာဘိုးချော့အောင်ဆန်းစစ်အင်ဂျီချွတ်ပြီးတော့ပါတီထဲဝင်သွားတဲ့အခါမှာဒီလိုမျိုးဘိုးလက်ပြောတဲ့စကားမျိုးနင်းတို့ကြားဘူးသလား ဒါကိုကြွားချတာဒါကြောင့်ဘူချို့အောင်ဆာဟာဘတ်မောက်ဦးဆုံးတော့စစ်အင်ဂျီချွတ်ပြီးတော့ပါတီထဲဝင်သွားတဲ့သူဖြစ်ပေမဲ့စစ်တပ်ထဲမှာပဲနေနေသူဟာလူတိုင်းလေးစားရတော့ကောင်းဆောင်ဖြစ်တယ်လို့ပါတီဆိုတဲ့နိုင်ငံရေးထဲဝင်သွားလို့ရှင်တယ်လူတိုင်းချစ်ခင်ရတဲ့သူဖြစ်တယ်မြန်မာတွေကြီးပဲမဟုတ်ဘူးနော်တိုင်းရင်းသားတွေရဲ့ချစ်ခင်လေးစားမှုကိုခံရတဲ့ကောင်းဆောင်သူဦးဖြစ်တယ်ဒီနေ့နင်းတို့ခွေးတွေကိုလူပမာတွေလက်ခံသလား ဒါကိုစဉ်းစားပြီးပြောနင်တို့စီမလေးနင်တို့မအေဒီစီကနဲ့ဘဇွန်အောင်နောက်လောက်တာပါခဲ့ရင်နင်တို့ဒီလိုမျိုးနိုင်ရှင်ပြီးမှတောင်ပြောမှာမဟုတ်ဘူးဆိုတော့အခုဒီဘိုးလက်လက်ဆွေပါပြောလားဘူချုပ်ထွတ်မြတ်နိုင်ဘယ်မှာနေတယ်လဲနေတဲ့နေရာကိုရှာပြီးမှတိုက်မယ်တဲ့အခုနင်တို့ရဲ့ဘိုးကလေတိတ်ချက်ဆရာကောင်းတယ်အောက်မှာနေပြီးတော့မတ်ပြီလားမတ်ပြီလားမရှက်ဘူးလားဘုချုပ်ထွတ်မြတ်နိုင်နှစ်ခါသုံးခါရှိပြီအခုသူမြေပြင်မှာသွားပြီးမှပြီသူဒီစကားသွားပြောတာဘဲနှစ်ဖက်မှာလေ ထီဆောင်ပေးတယ်စစ်သားနှစ်ယောက်ပဲရှိတယ်ကျန်တဲ့တစ်ခုမှမတွေ့ရဘူးနင့်တို့လိုများအာလေရင်နဲ့တွားရင်တောင် လေရင်ပေါ်မှာလေရင်ဆင့်ပြီးမှ security ယူပေးတာမျိုးတို့နော်တတ်မှတ်လိုက်တတ်မှတ်လိုက်တတ်ဆွဲပြီးတော့တွားတာမျိုးတို့မရှိဘူးဒီမွတ်စလင်တွေနဲ့တွေ့တဲ့အချိန်မှတော့လကောက်ဒီမောင်တို့မှသူစကားတော့ပြောတဲ့အချိန်မှတော့သူ့ရဲ့နဘဲမှာဘယ်သူတွေရှိကြလဲ လူစိတ်နည်းနည်းရှိရင်တော့နင်းတို့ရှက်တတ်မယ်ရှက်တတ်ရင်တော့နင်းတို့လေးတယ်လိုက်ကြလို့ပြောချင်တယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကကျမ်းဖွတ်ဒီကအသက်ကြီးတဲ့သူတွေပဲရှိတဲ့အတွက်ကြောင့်ကျမ်းဖွတ်ပါတီဒီကိုမဲမထဲ့ချင်ဘူးလို့ပြည်သူတွေပြောတဲ့အခါမှာသူဘာပြောလဲအခုအမေရိကန်တမရရုရှားတမရတရုတ်တမရတွေကိုကြီးလိုက်တဲ့အခါမှာအလုံးဟာအသက်ကြီးနေပြီအသက်ကြီးပေမဲ့နုပြိုနေတဲ့စိတ်တည်ရှိသေးတယ်လို့ပြောတဲ့အခါမှာ တကယ်ဆိုတော့လုံးဝမနိုင်တင့်တဲ့မရှင်တင့်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့နင်တို့ရှင်တဲ့အတွက်ကြောင့်ရှင်းပြလိုက်မယ်နော်အမေရိကန်သမ္မတဖြစ်တဲ့ဒေါ်နယ်ထရမ့်ဟာအသက်86နှစ်ရှိပြီအသက်ကြီးသွားပြီ ပြီးလို့ရှိရင်ဒေါ်နယ်ထရမ့်ဟာလူမျိုးရဲ့အင်မတန်မှအစွန်းရောက်အောင်ချစ်တဲ့သမ္မတဖြစ်တယ်။နင်းတို့ခွေးတွေလည်းလူမျိုးရဲ့ကိုတိတ်ပြီးမှချစ်တဲ့ခွေးအုပ်စုတွေဖြစ်တယ်။ဒါပေမဲ့ကွာခြားနည်းကိုပြောပြမယ်။ ဒေါ်နယ်ထရမ့်လူမျိုးကိုချစ်တယ်ဆိုတာဟာ US နိုင်ငံတစ်ခုလုံးမှာရှိနေတော့အမေရိကန်နိုင်ငံတာခံယူထားသောလူဖြူလူမဲလူနီလူဝါဆင်းရဲချမ်းသာတဲ့အားလုံးကိုသူ့ရဲ့နိုင်ငံသားတစ်ခုအနေနဲ့သူကချစ်လို့လူမျိုးမခွဲဘဲနဲ့သူ့ရဲ့ US နိုင်ငံသားအားလုံးအတွက်စာဝတ်နေရဲ့ဂျမ်းမာရဲ့ပညာရဲ့လူမှုရဲ့အဆက်ဆက်အရာရာကိုကာကွယ်ပေးတဲ့မြို့ချစ်ကောင်းဆောင်ဖြစ်တယ် သူရဲ့နိုင်ငံသားတွေစီးပွားရေးလူမှုရေးပညာရေးမှာထိခိုက်မှာကြောက်တဲ့အတွက်ကြောင့်တခြားနိုင်ငံကသူ့ဒီနောက်ဆက်မှာကြောက်လို့သူ့ရဲ့နိုင်ငံကိုသူ့ကာကွယ်ပေးတယ်။ဒါကြောင့်သူ့ကို US မှာရှိနေတော့လူမျိုးပေါင်းစုံသူ့ကိုထောက်ခံကြတယ်၊ကြိုက်ကြတယ်။ဘာကြောင့်လဲဆိုတော့ US နိုင်ငံသားဖြစ်တဲ့သူ့ဒီရဲ့အခွင့်အရေးရမှာဟုတ်တဲ့အတွက်ကြောင့်သူတို့ကဝမ်းတာပြီးမှ Donald Trump ကိုမေးပေးကြတယ်။အခုနင်းတို့ခွေးတွေဟာ လူမျိုးရဲ့လူမျိုးရဲ့အဲထဲမှာမြန်မာတနိုင်ငံလုံးရဲ့လူမျိုးရဲ့မဟုတ်ဘူးနော်နင့်တို့ရဲ့ဗမာဗမာအဲထမှာတောင်ခွေးတွေကိုပဲနင့်တို့ကာကွယ်ပေးတဲ့သူတွေဖြစ်တယ်ကိုကိုွယ်တဲ့ဘာသာအဲထမှာတောင်မှဗုဒ္ဓဘာသာဖုံးကြီးချင်းချင်းဖြစ်ပေမဲ့နော်နင့်တို့ရဲ့ဖင်မပုတ်ပေးတော့ဖုံးကြီးတွေကိုနင့်တို့တတ်ဖြတ်တယ်ထောင်ချတယ်နင့်တို့လုပ်တယ်ဒေါ်နယ်ထရမ့်သူ့အမျိုးကိုချစ်တာကတနိုင်ငံလုံးကိုတမျိုးသေးမြင်လို့တနိုင်ငံလုံးကိုချစ်တာနင့်တို့ဟာ ဘမဘမထဲမှာတောင်မှနင့်တို့ရဲ့ခွေးကိုပဲနင့်တို့ချစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုပြပေးမယ်။နားထောင်ကြည့်အောင်နော်။ဟိုအเจ้าမှာအရင်တုန်းကတိုင်းရင်းသားစာပေများကိုသင်ကြားစုရှိတယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ပညာရေးဝန်ကြီးဌာနမှာဥပဒေတစ်ခုပါပြဋ္ဌာန်းထားတယ်ဆိုတော့စာတင်ကျောင်းတွင်ဆရာဆရာမအများနားမလည်တော့ဘာသာစကားကိုပြောဆိုခြင်းဟာဟိုဟိုအရင်ဆိုင်မှုဖြစ်တယ်လို့ပြောတယ်။အခြေခံဥပဒေအရက ဘယ်လိုပဲပြောပြောဟိုတိုင်တူဘတ်မှာလည်းမပါဘူးဘယ်ပြည်နယ်မှာမှမပါဘူးအဲ့တော့ဒီတိုင်တူဘတ်ကဒီကဆွဲတယ်ဆိုတော့အဆာညာနဲ့ဆွဲတယ်အဲ့ဒီခါကျတော့ဟိုလက်တွေ့ပိုင်းမှာဒီတင်ကြားဖွင့်ကတော့လက်တွေ့ပိုင်းမှာဖြစ်မှာ now တမတော်မှာပါရှိတယ်လေဆိုတော့အများကိုကိုးကွယ်တော့ပါတာဟိုမကိုးကွယ်တော့သူဒီပုံမှုထက်ပုံရအစ်မတက်ရဆိုတာရှိတယ်အရင်တော့ကဥပမာကျတော့ကချင်ပြည်နယ်ဆိုလို့ရှိရင်ကချင်စာတင်ခွင့်ရှိတယ်ဆိုပြပါ တင်ပြထားတယ်ဒါပေမဲ့အခုကျွန်တော်တို့ general ကမော media မှာပဲပြောတယ်စစ်ခွေးတွေလုတ်ထားတဲ့ဥပဒေထဲမှာဆရာဆရာမတွေနားမလည်တော့စကားကိုပြောတဲ့သူဟာရိုင်းဆိုင်တယ်လို့ပြောလို့ရှိရင်ဥပမာကချင်းရွာမှာပဲဖြစ်ဖြစ် ကရင်ပြည်နယ်ဆိုလဲဟိုးကရင်ရွာမှာပဲဖြစ်ဖြစ်ဗမာဆရာမတယောက်ကစာသွားတင်နေတာဘသူကလူအများလဲလူအများစကားကိုနားမလည်တဲ့ဒီဆရာမကရိုင်းတာလားအများစုကဒီတယောက်သေးရဲ့စကားကိုနားမလည်တာကဘသူကအရိုင်းဆိုင်စကားလဲ နောက်တစ်ခုဒီထဲမှာကျွန်တော် general ကိုမပြောတော့ပါလဲအများကိုကိုရတော့ဘာသာကိုမကိုကိုရတဲ့သူဟာဘုံမိုးကလည်းမမတက်ရဘူးတဲ့မပုံတင်ထဲမှာကိုမှဘာလူမျိုးဘာဘာလာလို့ပြောလိုက်တာဟာဒီနဲ့ကျမတို့ရဲ့တိုးတက်လမ်းကိုပိတ်ပေးတယ်လို့ကျမအတန်တန်ပြောခဲ့တယ်နိုင်ငံရဲ့ကပြားထဲမှာဘာရရဲ့ ထဲ့ဆံမလို့ဘူးငါပါရာလိုက်ချနေတာမဟုတ်ဘူးမြန်မာနိုင်ငံမှာမွေးတဲ့မြန်မာနိုင်ငံသားတယောက်ဖြစ်ပါတယ်ဆိုတော့အထောက်အထားတက်တယ်တခုပဲဖြစ်တယ်အဲ့ထက်မှာဘာသာထဲ့ဆံမလို့ဘူးဒါကြောင့်မို့ပဲအခုကျမတို့ KIA တွေအကြိမ်ကြိမ်ပြောတယ်တိုင်းရင်းသားတွေအားလုံးပါဝင်တော့စစ်တပ်ကိုတီထောင်ရအောင်လို့ပြောတဲ့ခါမှာနင့်တို့စစ်ခွေးတွေသဘောတူညီခဲ့ကြသလားတရုတ်တမရကိုလည်းကြည်ပါသူ့အသက်ရမ်းကြီးနေပြီသူ့က ုပ်နိုင်ငံမှာရှိသောလူတွေအားလုံးကောင်းမွန်ဖို့ရအတွက်သူလုပ်တယ်။ဥပမာကျတို့မြန်မာနိုင်ငံမှာရေနံပိုက်လိုင်းတွေရွှေငွေရတနာတွေအကုန်တရုတ် တွေစုပ်တယ်။ဒီတရုတ်တမ္ပဒတွေပဲစားတာမဟုတ်ဘူး။တရုတ်ပြည်မှာရှိနေသောပြည်သူလူထုတွေ ကောင်းကောင်းမွန်မွန်နေနိုင်အောင်စားနိုင်အောင်အတွက်သူတို့ရဲ့ခေါင်းဆောင်တွေကသူတို့ရဲ့ပြည်သူတွေအတွက်သူတို့ကလူမျိုးကြီးဝါဒကိုတုံးကြတယ်အသက်ကြီးပေမဲ့သူတို့ကိုပြည်သူတွေဘာကြောင့်ထောက်ခံတယ်လဲပြည်သူတွေအတွက်အသက်ရှင်ပေးကြတယ်ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာ gas ထွက်တာကြားလာပြီမြန်မာနိုင်ငံမှာ gas တုံးတဲ့လူတွေအခုဒီနောက်ပိုင်းမှာမှတုံးလာတယ်အခုဒီနောက်ပိုင်းမှာတုံးလာတာတောင်မှလက်ချိုးရီလို့ရတယ် gas ရောင်းစားတဲ့အိမ်က gas မတုံးနိုင်ဘူးတစ်ပေါ်တဲ့နိုင်ငံကလူတွေက ပြင်းနေအိမ်နဲ့ကောင်းကောင်းမနေနိုင်ဘူးအခုယူဟာရီမှာဆိုလို့ရှိရင်ချမ်းသာတဲ့အိမ်ကပြင်ထောင်အိမ်ဆင်းရဲတဲ့သူတွေကတော့ဝိုင်းအိမ်တည်ရွက်တွေနဲ့လှုပ်ထားတဲ့အိမ်အဲ့လိုမျိုးပေါ့နော်တကယ်ဆိုလို့ရှိရင်တော်မာနေတဲ့သူပိုပြီးမှပြင်းနေအိမ်မှာနေတည်နေဘာကြောင့်လဲဆိုတော့တော်နေနီးတယ်မြန်မာနိုင်ငံမှာဆံပြုတ်တောက်နေတဲ့သူတွေဆန်စဲကြီးနေလို့ဆံကိုနုစီခွဲနဲ့ဝယ်စားနေရတဲ့အချိန်မှာခွေးကြပုကနေမှအရင်တော့ကမြန်မာနိုင်ငံကဒီဆန်စပါးတွေဘလောက်ထိ နိုင်ငံသားကိုရောက်နိုင်တယ်လေဒါကို तू ကလက်ရှင်နေတာအချက်မရှိဘူး तू ကတော့ तू များရဲ့မထရာစာကိုနေ့တိုင်းမျိုးစို့နေတာလေဒါကြောင့် तू က तू များရဲ့ဗိုက်စာနဲ့မှ तू မသိဘူးအခုဒီတရုတ်ပြည်ကတမရလေဒီတော်လရင်နဲ့မဆိုင်မနဲ့ဒီတိုင်းပဲကြည့်ရတရုတ်တမရတွေတိတ်ကောင်းတယ်ဘာကြောင့်လဲသူ့ရဲ့နိုင်ငံမှာရှိတော့တရုတ်နိုင်ငံသားတွေအတွက် तू ကောင်းအောင် လုပ်ပေးနေတယ်ဒါကြောင့်မို့ तू ကအနာမည်ဆိုးနဲ့ထွက်တယ် gas pipeline သူ့အိမ်မှာသမင်းချက်စားဖို့ဝယ်တာမဟုတ်ဘူးတရုတ်နိုင်ငံသားတွေအားလုံးဖူဖူလုံလုံစားနိုင်ဖို့အတွက်သူဒီ gas pipeline ကိုတုံးတာအခုဒီရှမ်းမြောက်ကိုလည်းဖိအားတွေပေးပြီးမှလာရှိုးတွေတီဘောတွေခွေးတွေပေးခိုင်းနေဆိုတာလဲဘာကြောင့်လုပ်တယ်လဲမန်းလေးကနေမှတရုတ်ပြည်ဘက်ကိုကုံကောင်းကောင်းလေးပို့နိုင်မှတရုတ်ဒီအတွက်စီးပွားရေးလူနေမှုကောင်းမှုမှာဖြစ်တဲ့အတွက်ကြောင့်ဒီအကြံစီကိုသူလုပ်တာဖြစ်တယ် သူ့ရဲ့လူမျိုးတော်လို့တယ်ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာအခုနင်းတို့ခွေးတွေဥဆောင်လာတာတလောက်ကြီးကြလာပြီဘာလုတ်ခဲ့တယ်လဲသူ့များနိုင်ငံကပစ္စည်းတွေဘာပို့လာခဲ့လို့ကျတော့မြန်မာနိုင်ငံမှာဈေးပေါ်နေတာသူရတယ်လေမြန်မာနိုင်ငံသားတွေဆင်းရဲလို့အိမ်တွေမဝယ်နိုင်လို့ကြိုးကြော်သေးလေးနေတာတောင်နင်းတို့တခါလေဘူဒူဇာနဲ့ထုတ်ပေးလိုက်တယ်ဘယ်ပြည်သူတွေအတွက်နင်းတို့ကြည့်ပေးတယ်လဲအခုပူတင်ယူကရိန်းနေနဲ့တိုက်ပွဲဖြစ်တာဘာကြောင့်လဲနေမြေတွက်ချက်တာသူရရုရှားနိုင်ငံကျေပြန့်ဖို့ရအတွက် သူ့နေသွားချဲ့လို့ဒီနေ့ပြဿနာဖြစ်တယ်နင်းတို့စစ်ခွေးတွေကနေချဲ့တာလားရှိတဲ့နိုင်ငံကိုဖိတ်ရောက်နေကြတာလားတူးတလားရှင်းစရာလားနင်းတို့ခွေးတွေနဲ့ရှင်းစရာလားဘိုးချိုအောင်ဆန်းတီထောင်ခဲ့တာကတော့မြန်မာနိုင်ငံကိုကာကွယ်ဖို့ရအတွက်တီဆောက်ထားတဲ့တပ်မတော်ဖြစ်တယ်ဒီတပ်မတော်ဟာခွေးနေဝင်မြန်မာနိုင်ငံကိုအာဏာစသိမ်းလိုက်တဲ့အချိန်မှာပျောက်ကွယ်သွားပြီလူစစ်တပ်မရှိတော့ဘူးခွေးစစ်တပ်ပဲကျွန်တော်တယ်ဒါကြောင့်ရာရာဆက်ဆက်ပေတော့အခါမှာမှာ သူ့မြားနိုင်ငံကခေါင်းဆောင်နေပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာရှိတဲ့လူနဲ့နင့်တို့ခွေးတွေနဲ့ဘယ်တော့မှမနိုင်ရှင်မြင့်မပြောနဲ့အခုကဘာပေါ်မှာဒီတမရဟာတိတ်မိုက်တယ်လို့ပြောပေမဲ့သူ့လူမျိုးအတွက်ကောင်းတယ်သူ့လူမျိုးဆိုတာသူ့နိုင်ငံအတွက်သူကောင်းတယ်အခုဖောင်းဝရန်ထုတ်ခံရတဲ့ရုရှားတမရသူ့နိုင်ငံကိုသူ့ကျေပြန့်အောင် နေချဲ့လို့ပြဿနာဖြစ်တာပြလို့ရှင်လဲပူတင်ကိုတပိတ်မောက်တဲ့ရုရှားလူမျိုးတွေမရှိဘူးဒီနေ့နင့်တို့ခွေးတွေမချက်ဘူးလား 赚得也多，牙牙撒撒拿钱来得了，喏，对袂表准啵？比如的阿老，这么表准，这么子。